ရန်ကုန်လှိုင်သာယာမှာမျိုးသားတူအုပ်ကိုဝေချက်တောင်းတန်အတူနဲ့အတူဖန်စီရမီရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာအရှေ့ပိုင်းမြို့နယ်နှုတ်ရင်းအိမ်ယာမှာမစလာ22ရက်နေ့ညနေက မျိုးသားတယောက်ကိုချက်တောင်းတန်ဝေဆက်ကူအတူနဲ့အတူရဲတွေက ဖမ်းမိခဲ့လို့မြို့ကနေစီကသိရပါတယ်အဲ့ဒီနေ့ညနေကအမှတ်6ရက်ကွယ်နှုတ်ရင်းအိမ်ယာ လျှော့ဟောက်တန်းဆိုင်ရင်ကြီးတဲကိုကန်နီးမှာလမ်းလျှောက်လာတဲ့အမျိုးသားတယောက်ကိုရဲတွေကစစ်ဆေးရမှာဝေဆက်ကိုအတူတွေဖမ်းမိခဲ့တယ်လို့မြို့ကန်တယောက်ကပြောပါတယ်ရဲတွေကလမ်းလျှောက်လာတဲ့လူတွေကို ဖုန်းတွေစီရင်နေလူတယောက်စီမှာသတောင်းတန်တွေတွေ့လို့ဖမ်းသွားတာပါသတင်းရလို့ရဲတွေလာဆောင်ပြီးဖမ်းတာလည်းဖြစ်နိုင်ပါတယ်ဖမ်းဆီးခံရသူဟာလှိုင်းသားရအနောက်ပိုင်းမြို့နယ်စနေရက်ကွယ်အဓိပတိလမ်းကအဆောင်တစ်ခုမှာငားရနေထိုင်တဲ့ အသက်42နှစ်အရွယ်ကိုဆိုးနိုင်ဖြစ်ပြီးတက်တလောရက်စကန်ကစစ်ဆေးနေတယ်လို့ရက်စကန်နဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်တွေကပြောပါတယ်တောင်းတန်43ရက်မိပါတယ်သူကစစ်ခံရတာဆိုတော့ရက်စကန်ကစစ်ဆေးနေတာလည်းရှိပါတယ်လက်ရှိမှာတော့ဗဟိုပန်အဝူပရီနဲ့မှုဖွင့်ထားပါတယ်ဝေဆက်ကူအထူတွေလက်ဝဲတွေ့ရှိသူကိုဆိုးနိုင်ကိုလှိုင်းသားရအရှိပိုင်းမြို့မရက်စကန်ကပမြင်းတောင်ပတစ်သုံးမြင်းတောင် 2025ပုံမှန်105 106နဲ့အမှုဖွင့်စစ်ဆေးနေပါတယ်။လားလို့ပဲပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာ13ရက်နေ့ကလည်းတန်လင်းမြို့နယ်ညောင်သုံးပင်ဂျေးရွာမှာကျပ်တောင်းတဲ့ငွေဆက်ကူအတူ14ရွန်းနဲ့ဝေမန်းလေးငွေလာလွှဲတဲ့မျိုးသားတယောက်ကိုရဲတွေကဖမ်းမိခဲ့ပါတယ်။